မင်္ဂလာပါရှင်ခေတ္တနီယူသတင်းဌာန၏ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ဦးလင်ကပါစာ24တွင်မြောက်ကိုရီးယားနှင့်တွဲဖက်ထုတ်လုပ်မည်မစ်ဆိုင်းဒုံးစီမံချက်အတွက်ရေအက60ကြော်သိမ်းယူမင်းအောင်လိုင်ဤလူယုံမှုမြင့်စွေကကာထုတ်အရာရှိချုပ်ဖြစ်လာပြီးနောက်ရေသိမ်းယူမှုဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းပြည်ဦးလင်မြို့နယ်ကျွဲနွားထောက်ကျေးရွာအုပ်စုရှိမြေဧက60တသမ32ကျော်ကိုဆက်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ24အတွက်တင်ယူလိုက်ပြီးရင်းမြစ်နေရာမှာမြောက်ကိုရီးယားနှင့်တွဲဖက်ထုတ်လုပ်မည်မစ်ဆိုင်းတုံးစီမံချက်အတွက်လာရောက်မည်မြောက်ကိုရီးယားပညာရှင်များတဲကိုနိုင်ရေးအဆောက်များစောက်လုပ်ရန်ဖြစ်ကြောင်းစီဒီအမ်ဘူကြီးစင်ရောကပြောဆိုပါရယ်အကြံဖက်မင်းအောင်လိုင်ဤလူယုံဖြစ်သောဘိုးချုပ်မူမြင့်စွေကိုကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်ဒုတိယဘိုးချုပ်ကြီးရာတို့ဖြင့်တိုးမြှင့်ခံလိုက်ပြီးနောက် ြင်းဦးလင်ကနေကပ္ပစာ24ရက်အတွက်မြေဧက60ဒသမ32ကိုစတင်သိမ်းလာခြင်းဖြစ်ကြောင်းပြည်သူများနေထိုင်သောရွာမြေကိုစစ်တပ်ကလက်နက်ထုတ်လုပ်ဆက်ယုံအတွက်သိမ်းယူခြင်းဖြစ်ပြီးရင်းနေရတွင်မြောက်ကိုရီးယားပညာရှင်များလာရောက်သည့်အခါတဲခိုရန်အတွက်တဲခိုဆောင်များဆောက်လုပ်ရန်ဖြစ်ကြောင်းသိရှိရပါသည်ပြင်းဦးလွင်အနီးစခန်းသားမှာတမန်ကြီးဆက်ယုံရှိတယ်။အဲ့ဒီတမန်ကြီးဆက်ယုံရဲ့နောက်မှာတင်နန်းကျောင်းလေးတစ်ခုရှိတယ်။တင်နန်းကျောင်းရဲ့သွတ်စည်းကျိုးရဲ့ဒီဘက်မှာကျွင်းနွားတောင်ဆိုတဲ့ရွက်ွက်ရွာလေးရှိတယ်။ အဲ့ဒီရွာကမြေကိုတိမ့်တဲ့အနေအထားမျိုးပဲဗျာမြေအေက60သိမ့်နေဆိုတော့စက်ယုံအတွက်တော့မဟုတ်ဘူးဗျာဘာဖြစ်မလဲဆိုတော့မြောက်ကိုရီးယားနဲ့အလုံးလုံးမဲ့စက်ယုံကပ္ပစာ24ဆိုတာကတာရိုပစ်တာလက်ပစ် လောင်စာအခဲနဲ့ပစ်တယ်မြစ်ဆိုင်စက်ယုံဒါပေမဲ့ဦးသိန်းစိန်လက်ထက်ကလေးကစပြီးတော့အနောက်နိုင်ငံတွေနဲ့ပြည်ပခါဖြစ်မှာဆိုလို့ဆိုပြီးရှက်လိုက်ရတာအဲ့ဒါကိုပြန်ဆမဲ့သဘောပဲဒါပေမဲ့အေက60နဲ့ကဘာမှလုပ်လို့မရဘူးမြောက်ကိုရီးယားတွေလာရင်ဂျာစကန် gas house လိုမျိုးရှိတာလိုမျိုးလုပ်မယ်အနေထားမျိုးလိုပဲမှန်းဆရပါတယ်ဟု CDM ဗိုလ်ကြီးစင်ရောကပြောဆိုပါတယ်။အဆိုပါမြေသိမ်းမှုမှာမင်းအောင်လိုင်လူယုံဗိုလ်ချုပ်မိုးမြင့်စွေစက်တင်ဘာလ23ရက်နေ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်လာပြီးနောက်ပထမဆုံးသိမ်းယူသောမြေသိမ်းမှုအဖြစ်မှတ်တမ်းဝင်သွားပြီးကမ္ဘာကစောင့်ကြည့်နေသောမြောက်ကိုရီးယားနှင့်ပူးပေါင်းကောင်းလက်နက်ထုတ်လုပ်ရေးလုပ်ငန်းများပြန်လည်စတင်ပြီးသဘောဟုဆိုနိုင်ကြောင်း CDM ဗိုလ်ကြီးစင်ရောကဆက်လက်ပြောဆိုပါတယ်။ ဒီမြေသိမ်းမှုကမိုးမြင့်စွေလက်ထက်မှာဆဆလာခြင်းရောက်ရောက်ချင်းစောင့်နေထွင်ဆိုတဲ့ပုံစံမျိုးနဲ့စပြီးသိမ်းလိုက်တာပေါ့ကပ္ပစာ24ရဲ့လုပ်ငန်းမြောက်ကိုရီးယားနဲ့စတဲ့လုပ်ငန်းတွေရပ်တန့်ထားတဲ့လုပ်ငန်းတွေပြန်ပြီးလည်ပတ်တော့မယ်လို့တော့မှန်းဆရတယ်။မြေသိမ်းရမှာအခမဲ့လွှဲပြောင်းနေဆိုတော့ပြည်သူပိုင်မြေတော့မဟုတ်ဘူး။အဲ့ဒီဘက်ကျိုးဝိုင်းလားကျိုးပြင်လားဓမ္မဦးချမြေလားတခုခုပေါ့ဟု၎င်းကဆက်လက်ရှင်းပြပါတယ်။ 2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်အကြမ်းဖက်စစ်တပ်ကရုရှားမြောက်ကိုရီးယားတရုတ်နိုင်ငံတို့နဲ့ပုံမထိတွေ့ဆက်ဆံလာပြီးအထူးသဖြင့်အဆိုပါနိုင်ငံများမှစစ်လက်နက်ပစ္စည်းများနှင့်မီးပညာများကိုပုံမရယူနိုင်ရေးကြိုးပမ်းလာသည့်ကိုမြင်တွေ့ရသည်စက်တင်ဘာလ26ရက်နေ့ကမြောက်ကိုရီးယားကမြန်မာစစ်တပ်ထံသို့လက်နက်ရောင်းချမှုတွင်ပါဝင်ပတ်သက်နေသောလူပုဂ္ဂိုလ်5ဦးနှင့်ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးတန်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးရှင်းသူအရေးယူခံရသူများတွင်မြန်မာစစ်တပ်အတွက်လက်နက်များဝယ်ယူပေးနေသော Fryer Shonling Company ကုမ္ပဏီဝန်ထမ်းကျော်သူမျိုးမြင်ကုမ္ပဏီ CEO အမှုဆောင်အရာရှိချုပ်တင်မျိုးအောင် Ryan Shonling Company Director အောင်ကိုကိုဦးတို့ကိုအမေရိကန်ကစီးပွားရေးတန်ခတ်အရေးယူမှုချမှတ်ခဲ့သည်ဆက်လက်ပြီးလူရက်စေနိုင်ခြင်းကအူနောက်မှုနဲ့တာယာဝတီထောင်ထဲပြန်ထည့်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ပကိုးတိုင်းတရားဝတီအကျဉ်းထောင်ကနေဒီနေ့လွှတ်ပေးရမယ့်လူရက်စီနိုင်ငံရေးအကျဉ်းသူတက်ဦးနဲ့နိုင်ငံရေးအကျဉ်းသားလေးဦးကိုစစ်ကောင်စီကနှောက်မှုကပ်ပြီးထောင်ထဲပြန်ထည့်ထားတယ်လို့သတင်းရရှိပါတယ် နောက်မှုနဲ့သူတို့တာယာရီထောင်နေပြန်ထည့်ခံရတဲ့ဆိုတဲ့တဲ့ရင်နိုင်ငံရေးအကျဉ်းသူဟောင်းကဘာညိုကသတင်းဌာနကိုအခုလိုအတည်ပြုပါတယ်။ရဲစခန်းကထောင်ပိုင်ကိုအကြောင်းကြားပြီးနောက်မှုနဲ့ထောင်နေပြန်ထည့်လိုက်တာပါ။ထောင်ကလွတ်မှအခုလိုစိတ်ကိုနှစ်ပါဒုက္ခပေးကြတာ။တကယ်ဆိုအမှုအလုံးရှိရင်စဖန်းကလေးကအကုန်စုပြောကတ်ရမှာလေ။ငွေပတ်ညစ်ထောက်ထားမြုပ်ထားရစ်စာရှိမှုပြစ်ချပြီးတက်တက်လှုပ်တာပါ။ရဲနဲ့တရားသူကြီးပေါင်းလို့ကြတာပါလို့နိုင်ငံရေးအကျဉ်းသူဟောင်းကဘာညိုကပြောပါတယ်။ ဒီနေ့အောက်တိုဘာ၁ရက်နေ့မှာတာယောင်ပရိအကျဉ်းထောင်ကနေလူရဲစစ်လို့လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသား၁၆ဦးရှိပြီးနိုင်ငံရေးအကျဉ်းသူတအုပ်နဲ့နိုင်ငံရေးအကျဉ်းသား၄ဦးအကျဉ်းထောင်ဘူဝမှာပုံမှန်52ကားကြီးနဲ့နောက်မှုကတ်ခံရပြီးထောင်ထဲပြန်ထည့်ခံလိုက်ရတာဖြစ်ပါတယ်။နောက်မှုကတ်ပြီးထောင်ထဲပြန်ထည့်ခံရတဲ့၆ဦးထဲမှာတင်ဆိုးခနတ်ဆိုးနဲ့သူရဲ့ဇနီးဖြစ်သူမတ်မီမြတ်သူတို့ပါဝင်တယ်လို့သိရပါတယ်။မတ်မီမြတ်သူနောက်မှုကတ်ပြီးထောင်ထဲပြန်ထည့်ခံရတာနဲ့ပတ်သက်ပြီးသူနဲ့ရင်းနှီးတဲ့အမိမဖော်လို့သူ မြန်မာပြည်တွင်နိုင်ငံရေးအကျဉ်းသူဟောင်းတအူးကလည်းသူ Facebook အကောင့်ကတဆင့်အခုလိုပြောပါတယ်။တာယာဝတီအကျဉ်းထောင်၄ဆောင်၃ပေါ်မတ်မီမြတ်သူဘာဦးအောင်ကျော်စင်ကိုတာယာဝတီရဲစခန်းကပြန်ခေါ်ထားလိုက်ပါတယ်တဲ့။သိကြပါတယ်နောက်မှုပါပဲ။တွေးကြည့်ုံနဲ့တင်ဘလောက်ခန်းစားနေရမလဲမြင်ရောင်မိတယ်။လူတွေကိုတတ်တယ်၊စိတ်တွေကိုတတ်တယ်၊ညှော်လင့်ချက်တွေကိုတတ်တယ်။လူရဲ့စီလို့ပြန်လွတ်ပေးရမယ်နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကိုစစ်ကောင်စီကနောက်မှုနဲ့ထောင်ထဲပြန်ထည့်နေတဲ့ကိစ္စတွေအရင်ကလည်းရှိထားပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ9ရက်နေ့မှာလဲ905ကကြီး18တတိုနဲ့ထောင်ချောင်းနှစ်ချမှတ်ခံထားရတဲ့ NLD ပါတီဗဟိုလူငယ်တာဝန်ခံမမိုးစန်းစုကြည်ကိုလဲလွတ်ရက်ဆင့်နေပေမဲ့ပြန်မလွတ်ပေးပဲ52ကကြီးနဲ့နောက်မှုကဆက်လက်ဖန်စီထားပါတယ်။ဒါပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ရဲ့တက်တော်ဆောင်ဒူရဲအုပ်မတ်ချယ်ရီထက်2024ခုနှစ်ဩဂုတ်လ9ရက်နေ့မှာလူရက်စစ်နေပေမဲ့ယခုအချိန်ထိပြန်မလွတ်သေးပဲရမေးသိန်းအကျဉ်းထောင်မှာချုပ်နှောင်ခံရဆဲဖြစ်ပါတယ်။ စစ်ကောင်စီဟာလွတ်ရက်စေးလို့လွှတ်ပေးရမယ့်နိုင်ငံရေးအကျဉ်းသားတွေကိုထောင်ပူဝါမှာပုံမှန်အမျိုးမျိုးတက်ပြန်လည်ဖမ်းဆီးအမှုတက်တာတွေရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေပြီးမမိုးဆန်းစုကြည်နဲ့မတ်ချယ်ရီထက်အပါအဝင်ပြန်လည်ဖမ်းဆီးခံရသူ84ဦးရှိနေပြီလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးစစ်သားဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအလုံးကိုအောက်တိုဘာလတရနေ့မှစတင်၍လစာ3000တိုးနှင်း ဖွင့်ကြီးဌာနမှနှိစားလောက်အားကောက်မှုတရက်လျင်9800ကျပ်အထိတိုးမြင့်နေဆိုတဲ့သတင်းနဲ့လာစာတိုးမြင့်မှုအတွက်လိုအပ်သောငွေကြေးများကို digital ငွေကြေးအပြင်ငွေဆက်ကူများထပ်မံရိုက်ထုတ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်ကော်မရှင်ကစစ်သားဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများအလုံးကိုအော်တိုဘားလတရက်နေ့မှစတင်၍အပိုထောက်ပံ့ကြေးအမိတက်ကလာစာ3000တိုးမြင့်လိုက်ပြီးဝင်ကြီးဌာနမှနှိစားလောက်အားကောက်မှုတရက်လျင်9800ကျပ်အထိတိုးမြင့်လိုက်ကြောင်း စစ်ကော်မရှင်လက်အောက်ခံဗဏ္ဍာရေးနှင့်အခွန်ဝင်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ပါရယ်အော်တိုဘာလာတရရနေ့မှစတင်၍တနိုင်ငံလုံးရှိဖွင့်တမ်းများစစ်သားများအငိမ့်စားများအနေဖြင့်လစဉ်အဖို့ထောက်ပံ့ခြင်းဖြင့်လစာ၃000တိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း2023ခုနှစ်အောက်တိုဘာလတွင်ပထမကြိမ်အဖြစ်တအူးလရင်အဖို့ထောက်ပံ့ကြေး3000ကို၎င်း2024ခုနှစ်ဩဂုတ်လတွင်ဒုတိယအကြိမ်အဖြစ်တအူးလရင်အဖို့ထောက်ပံ့ကြေး3000ကို၎င်းစုစုပေါင်းအဖို့ထောက်ပံ့ကြေး6000တိုးမြင့်ပေးခဲ့ကြောင်းယခုအောက်တိုဘာလတရနေ့မှစတင်၍ တတိယအကြိမ်အဖြစ်လစဉ်အဖို့ထောက်ပံ့ကြေး3000ထပ်မံတိုးမြှင့်ပေးလိုက်ပြီးဝန်ထမ်းများစစ်သားများအနေဖြင့်လစဉ်အဖို့ထောက်ပံ့ကြေး9000ခန့်စားခွင့်ပြုလိုက်ကြောင်းသိရှိရပါတယ်။အဆိုပါအဖို့ထောက်ပံ့ကြေးတိုးမြှင့်မှုတွင်အငိမ့်စားဝန်ထမ်းများလည်းအကျုံးဝင်ပြီးယနေ့အောက်တိုဘာလ1ရက်နေ့မှစတင်၍အငိမ့်စားဝန်ထမ်းများလည်းလစဉ်3000ထပ်ဆောင်ရရှိမည်ဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်ဝင်ကြီးဌာနများတွင်နေစာလုတ်ကင်နေသောနေစာဝန်ထမ်းများကိုမူတရက်လောက်အကအဖြစ်8800တိုးမြှင့်တက်မှတ်လိုက်ကြောင်းသိရပါသည် ထို့ကြောင့်အကြံဖက်စစ်ကော်မရှင်ကတိုးမြင့်လိုက်သောလာစာကြောင့်ဝန်ထမ်းတန်းကျော်အငိမ့်စားဝန်ထမ်းတန်းနီပါနှင့်စစ်သားများအလုံးအတွက်လှဆင်ငွေကြေးများထပ်မံရိုက်နှက်ရမည်ဖြစ်ပြီးမျိုးပြဒေသများမှဝန်ထမ်းများအတွက်မူဒီဂျစ်တယ်ငွေကြေးဖြင့်လစာပေးချေမည်ဖြစ်ကြောင်းသိရပါသည်တအူးကို၃၀၀ကျပ်နှင့်လက်ရှိဝန်ထမ်းအငိမ့်စားဝန်ထမ်းနှင့်တမတော်သားတွေအတွက်စုစုပေါင်းလူဦးရေ၃၀၀နီပါအတွက်ငွေတွေထပ်တိုးသုံးရမည်နေပြီးတော့ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကတော့ဒီဂျစ်တယ်ငွေကြေးနဲ့ပေးမယ်လို့သိရတယ် ကျန်တဲ့အခြားပြည်နယ်တိုင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အငြိမ်းစားဝန်ထမ်းတွေတက်မတော်သားတွေအတွက်တော့ငွေတွေထပ်ရိုက်ရမယ့်သဘောရှိပါတယ်။ငွေကြေးဖောင်းပွားမှုကတော့ထပ်ဖြစ်လာနိုင်ပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။